အားလုံးမင်္ဂလာပါ Lady Name YouTube Channel နေပြီးတော့အားလုံးကြည့်ပါတယ်ဆိုတော့ Manchester United ကတော့ကျွန်တော်တို့မြန်တဲ့အတိုင်းပဲဝမ်းစီးနဲ့ကျွန်တော်တို့ Chelsea အိမ်ဝင်မှာကျွန်တော်တို့ရှုံးသွားတယ်ဆိုတော့ဒီပွဲရဲ့ performance ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ West Ham နဲ့ပွဲနဲ့ကဘာမှတော့မဆိုင်ဘူးတော့ဒီပွဲ performance ကျွန်တော်ကတော့ဂျင်းနဲ့တယ်နော်ဂျင်းနဲ့တယ် Chelsea ဘက်ကိုကျွန်တော်တို့ threat တွေအများကြီးလုပ်နိုင်တယ်။ Chelsea ဘက်ကနေပြီးတော့ဘာမှသိပ်ပြီးတော့ကျွန်တော်တို့ အဲဒီဘယ်တော့အခွင့်အရေးတွေအများကြီးကျွန်တော်တို့ရတာမျိုးဆိုတော့တော့မတွေ့ရဘူးเนาะဒီနေ့ပွဲမှာ Chelsea ဘက်ကလည်းတို့ဒီဒီကိုလည်း Jensen မပါတဲ့အနေထားမှာအဲဒီဘယ်တော့ Speed Finder တယောက်တော့တို့လိုနေတဲ့အခြေအနေမျိုးဖြစ်တယ် Chelsea ရဲ့ press ကအဲခါတိုင်းကျွန်တော်တို့မြင်နေကြပုံစံ press ပုံစံမျိုးမဟုတ်ဘူးတို့ဒီအားနဲ့နေအောင်တို့တွေ့ရတယ်ဒီနေ့ပွဲမှာကျွန်တော် Cancel တန်းမှာဆိုလို့ရှိရင်လည်း Lindelof တို့ Lucio တို့ မကွိုင်းရတယ်ပေါ့နော်သူဥဆောင်လာတဲ့ခန်းစစ်ကဆိုလို့ရှိရင်လည်းတော်တော်လေးကျွန်တော်တို့အဲဒီပါတော့အတက်ဆင်းဖန်တယ်လို့ကျွန်တော်ထင်တယ်အဲဝင်းဘက်တွေလည်းတော်တော်လေးအဆင်ပြေတယ်အာမတ်တို့လည်းနေပွဲမှာကျွန်တော်တို့ဒိုးနိုင်တယ်အဓိကကျွန်တော်တို့ဒီပါတော့တစ်ခါကကျွန်တော်တို့ဒီကူကရယ်လာတို့ဝစ်ဂျိမ်းတို့လည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဝစ်ဂျိမ်းတို့ညအောင်ကောင်းသွားတယ် အဲ့နောက်ဂိုရသွားတဲ့ဂိုးဆိုလို့ရှိရင်ဒါကျွန်တော် reach gain ရဲ့ဒါတကယ်ကျွန်တော် quality ပေါ့နော် quality pass ကနေပြီးတော့ gorilla ကျွန်တော်အချိန်ကိုက်တိုက်ပြီးတော့ဖိနေပါတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အာကျွန်တော်တို့ပြီးလိုက်တဲ့ဂိုးဂိုးမှာဘယ်သူမှားပါရင်ဆိုကျွန်တော်ပြောလို့တော်တော်လေးခက်ပါတယ်ဆိုတော့အဲဒီနေ့ပွဲကျွန်တော်တို့ reset အရာဆိုလို့ရှိရင်တော့ကျွန်တော်တို့ 1z ဆိုပြီး reset အဲကျွန်တော်တို့လက်မခံနိုင်ကြတော့ဘာမှတော့မရှိဘူးဒီဒီရာဒီကျွန်တော်တို့ United ရဲ့ကျွန်တော်တို့အသင်းရဲ့အခြေအနေကအဲဘယ်အသင်းမဆိုကျွန်တော်တို့ရှုံးနေတဲ့အခြေအနေကိုအဲသူတပြင်းအခုလိုမျိုးကျွန်တော်တို့ Chelsea လိုမျိုးကိုယ့်ရဲ့ကျွန်တော်တို့ဒီအဲဒီပေါ့နော်ကျွန်တော်တို့ဒီ rival တွေဖြစ်တဲ့တကယ်ကျွန်တော်မဟာပြိုင်ဘက်လည်းဖြစ်တဲ့အသင်းမျိုး အပြည့်အကြောင်း Chelsea အင်္ဂလိပ်ဆိုတော့ Stamford Bridge ဘာကစားလဲတော့ကျွန်တော်အစစရအောက်ကြနောက်ကြအဲ့လိုမျိုးကျွန်တော်တို့အဲကစားရမယ်လို့ကျွန်တော်တို့ထင်ထားခဲ့ပြီမယ်အဲဒီဒီနေ့ပွဲမှာကျွန်တော်တို့ performance ကတော့အသင်းရဲ့ performance ကတော့ကျွန်တော်တို့အဲစိုးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ ဝမ်းစည်းဆိုတာရှုံးတာရှုံးတာမဟုတ်ဘူး performance အရာကြည့်မယ်ဆိုလို့ရှိရင်ကောင်းတယ်အဲစိတ်တဲ့ဘိုင်းဆိုင်ရာအရာဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီနေ့ပွဲမှာဆိုလို့ရှိရင်စိတ်တဲ့ဘိုင်းဆိုင်ရာအရာတော့ကျွန်တော်တို့အမြတ်ကလေးရှုတော့ကျွန်တော်ကြားနေတာရှိတယ်အဲ့ဒါကတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင်အောက်ဒီလိုကစားရင်တော့ဒီလိုမျိုးကျွန်တော်ဖြစ်နိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်ရှိတယ်အဓိကကျွန်တော်အခွင့်အရေးတွေကျွန်တော်တို့အဲမရဘူးဘာမှမရဘူးဆိုတာကျွန်တော်ရှိဘူးအခွင့်အရေးကျွန်တော်တော်တော်များများရခဲ့တာရှိတယ်အားမဲ့ကျွန်တော်ရခဲ့တာရှိတယ်နောက်ရှိမှကျွန်တော်တို့ဒီ restaurant တို့လည်းကျွန်တော်တို့တော်တော်လေးလိုက်ကစားပြီးတယ် restaurant ရက်စမန်နဲ့ကျွန်တော်တို့ခိုးဝဲနဲ့ဆိုလို့ရှိရင်မအင်ဂျီတွေပါဆွဲချွန်တယ်။ဒါကြောင့်ကျွန်တော်တို့ဒီ United ကျွန်တော်တို့ဒီ mentality မျိုးပေါ့နော်။ကျွန်တော်မြင်နေတဲ့အဲဒီတကယ်ကြောင့်ပြိုင်မဲ့တွေကစားတဲ့အခါမှာမြင်ကျင်တဲ့ကျွန်တော် mentality တွေကိုကျွန်တော်မြင်ရတယ်။ဒါကကျွန်တော် positive ဆောင်းတဲ့အချက်ပါပဲ။ဒါအပြင်ကျွန်တော်ဒီနေ့ပွဲမှာအဲကျွန်တော်ဒီပေါ့နော်အဲဒီတော်တော်များများကတော့ကျွန်တော်အញ្ញန်နေနဲ့ပွဲထွက်စီခြင်းကြတယ်ဒါပေမဲ့လည်းပဲကျွန်တော်အတိုင်းအတာတစ်ခုဒီတော်တော်များများကိုနေရာစုံမှာတကယ်ကြောင့်လူစုံနဲ့ အဲအမရင်ကကျွန်တော်ပွဲပြီးတော့ပြောတယ်ပေါ့နော်ပွဲပြီးတော့ပြောတယ်ဒီနေ့ကျွန်တော်တို့ဒီပေါ့နော်ချယ်ဆီကိုကစားခဲ့တဲ့ performance ကိုကြည့်ပြီးတော့ final မှာကျွန်တော်တို့အဲ17ရက်လူစည်းရုံကိုကျွန်တော်ရွေးပြီးသွားရင်ကျွန်တော်ပြန်ပြောထားတယ်ဆိုတော့ချယ်ဆီနဲ့ပွဲကကျွန်တော်တို့ဒီလာမယ့်ကျွန်တော် Europa League final စပါးနဲ့ပွဲအတွက်လူရွေးပွဲလို့လူရွေးပွဲလို့ပုံစံလို့ကျွန်တော်ဖြစ်သွားတယ်ပေါ့နော်အဲဆောင်းဝင်းမှာကျွန်တော်တို့ဒီအဲ Mr. Mount တို့ တော့မစ္စမောင်းတို့ကျွန်တော်ပါလာတယ်ဘရူနိုတို့ကစာကျွန်တော်ပါတယ်ဆိုတော့တကယ်လူဆောင်ကြီးကျွန်တော်ထွက်လာတယ်ဒါဒုတိယပိုင်းကကျွန်တော်လူစားလဲနောက်မှာဆိုလို့ရှိရင်လည်းအဲကာလာချူတို့ပါလို့ကျွန်တော်ဝင်လာတယ်တိတ်ပြီးတော့ကျွန်တော်တို့ဒီဘောနော်ထူးထူးခြားခြားကြီးအဲ့ဒီမှာအရန်အလုပ်ဖြစ်တာမျိုးတွေတော့ကျွန်တော်တွေ့ရတာမရှိဘူးဒါပေမဲ့လည်းပဲအဲကျွန်တော်တို့အနေနဲ့အဲဒီနေ့ Chelsea ကိုကျွန်တော်ရင်ဆိုင်သွားတဲ့ပုံစံတော့ကျွန်တော်ပြီးခဲ့တဲ့ West Ham နဲ့ပွဲရထဆိုင်ရင်အဲကျွန်တော်တော်လေးသဘောကျပါတယ်ဆိုတော့ ဝမ်းစည်းနဲ့ကျွန်တော်တို့ရှုံးတာတော့ရှုံးခဲ့ရပါတော့။ဒါပေမဲ့ကျွန်တော် Asian Handicap ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Man United Body ရောပြီးလို့ရှိရင်ကျွန်တော်ဒီဘူပေါင်းအောက်ပေါ့နှစ်ခုလုံးကျွန်တော်တို့ရခဲ့တယ်။ဘယ်ဖြစ်ဖြစ် United ကတော့ကျွန်တော်တို့ဒီအဲဒီရှေ့မှာကျွန်တော်တို့စိတ်ညစ်စရာတွေကျွန်တော်ပေးနေရဆိုပေမဲ့လည်းပဲ ပိသက်တွေကိုဖြောစရာတခုတော့ကျွန်တော်ယူလာခဲ့ရတယ်ကျွန်တော်ထင်ပါတယ်ဆိုတော့ဒီနေ့ပွဲမှာကျွန်တော်တို့ရလိုက်တဲ့ positive တီတော့ကျွန်တော်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရှုံးတာကတော့ရှုံးတာပဲထုံးတဲ့အတိုင်းကျွန်တော်16ကတော့ကျွန်တော်16ပဲဘာမှဆက်ပြီးတော့မဖြစ်ဘူး Chelsea အနေနဲ့ကတော့တို့က Champions League ကျွန်တော်တို့ဒီဘာနော်ဝင်ဝင်အတွက်ကိုတကယ်ကိုကျွန်တော်တို့တိုက်ပွဲဝင်နေရတဲ့အခြေအနေမျိုးဖြစ်မယ်တစ်ခါမှကျွန်တော်တို့ဒီ Aston Villa နဲ့ Spurs အနေထားမှာဆိုလို့ရှိရင် Aston Villa ကတကယ်ကိုကျွန်တော်တို့ဒီ Spurs ကိုပြပြကြီးကြီးကိုကစားပြီးတော့ ကျွန်တော်တို့2စီးဆိုတဲ့ဗက်ဆက်ကြီးနဲ့ကျွန်တော်နိုင်သွားခဲ့တယ်။တကယ်ကျွန်တော်တို့စပါးကအောက်ကျနောက်ကျကျွန်တော်တို့အဆုံးပြောက်ကစားခဲ့ရပြီမြေ။ Chelsea အနေနဲ့ကတော်တော်ကိုကျွန်တော်ခက်ခက်ခဲခဲ United ကိုကျွန်တော်တို့ကစားပြီးတော့မှကျွန်တော်တို့3မှတ်ကိုဖိုးတဲ့3မှတ်ကိုတို့အင်္ဂလန်မှာကျွန်တော်ရအောင်ယူခဲ့ရတာ။အနည်းဆုံးတော့ကျွန်တော်တို့ကမလွယ်ခဲ့ဘူးလို့ကျွန်တော်တို့ပြောအောင်ပါနော်။ဆိုတော့ Okay ဒါကတော့ကျွန်တော်တို့ဒီ Manchester United နဲ့ဒီ Chelsea ကျွန်တော်တို့ဒီ1စီးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကပွဲပြီးတော့ဆက်ဖြစ်ပါတယ်။ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကြားရမှာကျွန်တော်တို့၄ရက်လောက်ထိကျွန်တော်တို့ recover တိုင်းကျွန်တော်တို့ရှိမယ်ပြီးရင်ကျွန်တော်တို့ final ကျုံထားပြီဆိုတော့ final အတွက်ကျွန်တော်တို့ပြိသက်ဒီအနေနဲ့လေကျွန်တော်ဒီပြင်ဆင်ထားဖို့လုပ်မယ်အဓိကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာရောအားလုံးဖြစ်နိုင်ပါမလားပေါ့နော်ပြင်ဆင်ထားဖို့လုပ်မယ်ပြီးတော့ကျွန်တော်ဒီဂျားရဲမှာကျွန်တော် training နေကျွန်တော်ရှိနေအဲ့ training နေမှာဆိုလို့ရှိရင်လေကစားသမားတွေကျွန်တော်တိုင်ရမရဘူးကျွန်တော်ညှော်လင့်ရဆိုတော့ဒါပါပဲဆိုတော့ကြည့်ရှု update ညီကောင်များအားလုံးကျေးဇူးများကြီးတင်ပါတယ်တကယ်လို့ channel ကို subscribe မဲ့သူဆိုလို့ရှိရင် subscribe လုပ်ပေးကြဖို့အားလုံးတောင်းဆိုပါတယ်ကျွန်တော်တို့နောက်ထပ် video မှာကြံပြန်လေးပါမယ်အားလုံးကျေးဇူးပါ